ကိဗာဒီတင်ဟာ96ကမ္ဘာပလာခြေစစ်ပွဲအာဖရိကဆောင်အုပ်စုနောက်ဆုံးပွဲစဉ်မှာ SRD နေတင်ကို3ဂိုးဂိုးမရှိရနိုင်ရခဲ့ပြီးနောက်ကမ္ဘာပလာခြေစစ်ပွဲအောင်မြင်ကကမ္ဘာပလာပြိုင်ပွဲကိုပထမဆုံးအချိန်ရှင်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ကိဗာဒီတင်ဟာ98ကမ္ဘာပလာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အိုက်စလန်အသင်းပြီးနောက်ကမ္ဘာပလာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပွဲနိုင်ငံအသင်းတွေထဲမှာလူဝေရာဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံဖြစ်လာတာပါ။ကိဗာဒီတင်ဟာ SRD နေတင်ကိုအနိုင်ရခဲ့တာကြောင့် အုပ်စုတွေဒုတိယနေရာရက်တည်နေတဲ့ကင်မရွန်အသင်းကိုလေးမဲ့ပြကထိတ်ဆုံးနေရာနဲ့2026ကမ္ဘာဖလားပြိုင်ပွဲကိုဓာတ်ရိုက်ခြေစပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ကိဗာဒီနဲ့အက်စဝါဒီနီအသင်းပွဲစဉ်ကို ကိဗာဒီသမရလည်းတက်ရောက်ကြည့်ရှုခဲ့ပြီးပြည်သူတွေကိုလည်းပွဲကြည့်ရှုနိုင်ဖို့အတွက်အစိုးရကနိုင်ငံတော်ဝန်ကိုနေတော့အားလည်းအဖြစ်ချိန်ညားခဲ့တာပါကိဗာဒီတင်ဟာ2000ကမ္ဘာပလာပြိုင်ပွဲကလေးကခြေစပွဲအောင်မြင်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီးအခုအချိန်မှသာခြေစပွဲအောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်ကိဗာဒီတင်ဟာပွဲပြီးမှကွင်းအတွက်အကြီးကျယ်အောင်မြင်ခံခဲ့ကြပြီးပြည်သက်တွေကလည်းသူတို့ကိုဂုဏ်ပြုခဲ့ကြပါတယ်အုပ်စုတွေဒုတိယနေရာရပ်တည်ခဲ့တဲ့ကင်မရွန်တင်ဟာအကောင်းဆုံးအုပ်စုဒုတိယနဲ့နောက်ထပ်ခြေစပွဲအဆင့်ကိုထပ်ပြီးရှင်ပြန်ရမှာပါ2026ကမ္ဘာပလာပြိုင်ပွဲအတွက် ာဖရိကဇုံကနေဒိုင်းရိုက်ဝင်ဝင်ကိုးတင်မှာ6သင်းထွက်ပေါ်လာခဲ့ဖြစ်ပါတယ်။ဒီသင်းတွေကတော့ကိတ်ဗာဒီ၊မော်ရိုကိုတူနီရှား၊အီဂျေ၊အယ်ဂျီးရီးယားနဲ့ဂါနာသင်းတို့ပါ။နောက်ထပ်၃နေရာအတွက်စီနီဂေါနဲ့ဂွန်ဂို၊ဘီနင်၊တောင်အာဖရိကနဲ့နိုင်ဂျီးရီးယား၊အိုင်ရီကိုစ်နဲ့ဂါဘွန်တို့တွေကဘယ်သင်းတွေရောက်သွားနိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။